ဒီအားကတော့ကျွန်တော်ကတော်လန်ရေးလားတောင်းစားဖွဲ့လားတော်လန်ရေးဖွဲ့လားတောင်းစားဖွဲ့လားဆိုတာပဲမေးရမယ့်အနေအထားမျိုးရှိတယ်။နော်အဲ့ဒါကျွန်တော်အတူတူနားထောင်ပြီးတော့မှပဲကျွန်တော်ပြောချင်တာကိုပြောတော့မယ်။ကျောင်းကြီးကမှလည်းပြောချင်တာကို comment ထဲမှာရေးပြော။နော်ဒါလေးကျွန်တော်အတူနားထောင်ကြည့်လိုက်ပါဦးမယ်။ အားလုံးပဲမင်္ဂလာပါကိုမောင်ရုံနှီးစီမီထောက်ပို့ဖွဲ့မှာတရင်မရှိရရှိတခွဲတီအားစားနေရိတ်ခအတွက်သုံးပင်းချက်တူကိုလက်ခံရရှိပါသည်ယခုတော့ဘေးဘောလူတမှုကြောင့်မိစေများနဲ့မိသားစုဝင်အားလုံးတို့ဒီတာယာငါပါတော်ဘွားကီလာများကိုပိုင်ဆိုင်နိုင်၏စီဝါလလာပါများလည်းဒီလာကဲ့သို့တိုးတက်အောင်မြင်နိုင်ကြပါစေဝေကွာနေတော့မိသားစုအားလုံးတို့နှင့်လည်းအမြန်ဆုံးဆုံးနိုင်ကြပါစေခံရအကျိုးတိုင်းမြို့ကိုလည်းဒီထက်မကအသက်ဘိုးဆောင်နိုင်ပြီဖြစ်ကြပါသေးလို့ တရင်ရှိရရှိတခွဲတည်းရဲဘော်အများကြီးကိုသာကျွန်တော်တို့ရဲမင်းများမှစူတောင်းပေးလိုက်ပါတယ်ရှင်ကဲဒါလေးကဒီတဖိုင်ရောနောက်တစ်ခုထပ်ကြည့်ဦးမယ်နော်လုံးမဲမင်္ဂလာပါခင်ဗျာတို့ကတော့နိုင်တိုင်းဒေသကြီးဒီမှာပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Straight Four မှရဲအများကြီးပါတယ်ခင်ဗျာတို့တစ်ခွဲအတွက်လွယ်လျက်ရှိသောလာစီစီတုံးကြီးအတွက် တရက်12လ2025ရက်နေ့ပုံပြပြကိုဦးဆောင်တော့နေ့စီထောက်ဖို့အပွဲမှမြမငွေကျက်သုံးသိန်းကျက်တီတီကိုလာရောက်လူတန်းပေးသွားပါရခင်ဗျအခုလိုလူတန်းပေးပါတော့ကိုပြပြကိုဦးဆောင်တော့မိမိထောက်ဖို့အခွင့်အာကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျတော်လည်းခကြီးရဲ့ရောင်မီတန်းနဲ့အောင်မြင်မှုပန်းတိုင်းကိုအတူပါဝင်ကူညီပေးလို့ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျတော်လည်းရေးဆိုပြီးတော့မှသူတို့ဒီခလေးလေးတွေကိုခေါင်းနဲ့ရိုက်ခဲ့တာတကယ်တော့တော်လည်းရေးဆိုတာနိုင်ငံရေးကနေမှစပြီးဖြစ်ပေါ်လာတာ နိုင်ငံရေးနိုင်ငံရေးတော့ဒီကလေးတွေဘာတိတယ်ဆိုဘာမှမသိဘူးကြည့်လိုက်တော့တောသူတောင်သားဒါ အဲ့ဒီသူ uniform ဝတ်ထားတာမှပြောနေဒီမျက်နှာပေါက်တွေကိုကျွန်တော်တေချာဆိုင်လိုက်တဲ့အချိန်မှာတကယ်အညာသူညာသားလေးတောသူတောင်သားလေးတွေဖြစ်တယ်ဒီကလေးတွေကဒါရိုးရိုးသားသားလေးနဲ့ကျူးကျူးသားသားလေးနဲ့ချို့မြေသမီးလေးဆိုအိမ်တော်ရဲ့သားလေးနဲ့နော်ကိုဟိုဒါသားလေးသမီးလေးမွေးမယ်ရဟန်းကမယ်ရှင်ပြုတ်မယ်ဒါဖုံးကြောင်းတွေသွားမယ်အဲလေယာဆိုင်မျိုးတွေလုံမယ်မိမိတို့ကပေးနဲ့ကောင်းပြောင်းဒါလေးတွေလုံပြီးတော့မှနေထိုင်စားတော့မယ်ဒီကလေးတွေ အဲ့ဒီကလေးတွေကိုဘယ်သူရုပ်မှန်လိုက်လဲဆိုတော့နိုင်ငံသမားတွေဆိုတဲ့ကောင်တွေရုပ်မှန်တယ်။နိုင်ငံသမားတွေကတိုင်းပြည်မှာဒါလက်ပေးလက်ဥတွေအများကြီးလုပ်ပြီးတော့မှဒီလိုမဲမဲသမားဥတွေဖြစ်အကုန်လုံးဒီလိုပြဿနာရှာသွားပြီးတဲ့ပြောဒီကလေးတွေကိုဒီလိုအမှောင်တူတဲ့ကိုဆွဲတင်သွားတယ်။နော်ဒီနေ့မှဘယ်သူကသုံးသိန်းတူပါဘူးတန်းဆိုငချီတို့လိုလူမျိုးပါဗျာ။အဲသူတို့ကဟိုမှာအလူကလေးသိလိပနေရဆယ်ရရဗနေရရတပိလိုက်သုံးသိန်းအဲ့သူမှရတာအဖေဖော့တော့ကျွန်တော်လိုက်ပါမေးကြည့်ပါအဲ့သုံးသိန်းပဲရောက်မှာကျန်တဲ့နေမှာကျန်တာသူတို့ကအကုန်ဖြောင်းတာ။ ဒီကောင်လေးကတာရနဲ့ဒီကလေးရဲ့ချင်ကြိုက်မယ်အဲစားရတောက်တာစားငတ်ပြက်မယ်အဲဒါလိုမျိုးတွေပေါ့ဒုက္ခတွေအမျိုးမျိုးခံပြီးလို့ချင်းလိန်နဲ့ဆက်ဆက်ခံရမယ်နော်လိန်ဆက်ဆက်ခံရမယ်တက်တော့ဒုံးတွေဘုံးတွေလက်နဲ့ကြီးတွေနဲ့အတက်ခက်ခံရမယ်ဒါသိမင်းအဲအိုနာကြိုးကပြက်စီးသွားမယ်ဒီကလေးတွေကဘာလုပ်လို့ရမလဲဒီတိုင်းပြည်မှာဒီတော်လိုင်းရဲ့ဘောမှာဒီကလေးလေးတွေဘာနေရာမှာတန်မိုးရှိတာဘယ်နေရာမှာတတ်တော့လဲအိတ်ခန့်ပလဲတော့ဘယ်တန်မိုးရှိမှာပေါ့ တိုက်လို့ခိုက်ဖို့ဆိုတဲ့နေရာလည်းမပြည်သာရရှင်းနိုင်မရှိဒါဟိုစနစ်တကျလည်းဘယ်ဟာမှမရှိပါနဲ့လောက်လာတဲ့ပုံစံကြီးဖြစ်တယ်ဒီကလေးဆိုတနာစရာလေးတွေချိုးဆိုလို့ကြအညာသူညာသားမျက်နှာပေါက်လေးတွေစကားပြောလေးတန်လေးပြန်စားဒါကိုကျွန်တော်အမတက်နှမျောတယ်တစ်ဖက်စီနေပြောတယ်ပြောတယ်ဖြစ်နေမှာဆိုလို့ကျွန်တော်တို့ကတစ်ဖက်စီနေပြောတာမဟုတ်တိုင်းမီတော့ပြောပြနေတာတိုင်းမီတော့ပြောပြနေတယ်အဲ့တော့ဒီ PDF ဒီကလေးလေးတွေကတကယ်နိုင်ရေဟိုကေပိုင်းနားလေသလားနားလေတာမဟုတ်ဘူး သူတို့တွေမှာရွာတွေမှာကလာဝင်ပါ냐ဆိုဝင်သွားတဲ့အပီလို့ချင်းအဲ့ PDF PDF ချင်းတွေအဲ့တော်တဲ့တွေမှာရောက်အဲချေတာကြိုက်ကြညာကြနဲ့ဒါနဲ့ပဲပြီးသွားတယ်ပြီးရင်ဟိုကပဇံကန်သူကတမ်းလို့ကလည်းနေပြီလဲရှင်းနေကြပြီးတော့ဘာဖြစ်လဲတေကြမှာပြတ်ကြမှာအကုန်လုံးဖြစ်တယ်ဒါတိုင်းပြီးမှာတော်လိုင်းကြီးလားကျွန်တော်မေးချင်တာဟုတ်လားပုံကန်ကြီးလားဒါမှမဟုတ်နိုင်ငံရေးသမားတွေအတုံးချခံနေတာ ဒါတွေကိုတောင်းတော့အသည့်တဲ့အတွက်အမင်းနဲ့လိုလိုအလင်းဝင်မှာဒါတရားဥပဒေနဲ့ဒါတက်ဖြတ်သားခြင်းမရှိတဲ့သူတွေကိုဒါကခွင့်လွှတ်ပေးတယ်ဆိုပြီးတော့မှအလင်းဝင်ခိုင်းနေဆိုတာဒါတွေကိုကြည့်ပြီးတော့ဒါတွေကိုတိလို့နိုင်ငံတော်အစ်စ်နေရာခွင့်လွှတ်ပေးတာတကယ်ရုံမှာလဲကောင်းတယ်ကြတော့အပေါ်ပိုင်းမှာငွေကြေးတွေရောက်လဲဒါရေနံဆိုအညာဒေသဆိုရေနံရတဲ့ဟာတွေဆိုရေနံတွေရေနံမော်တွေမှာရတဲ့ကြောင်းမြက်ရတဲ့နေရာဆိုကြောင်းမြက်တွေရတဲ့ရွှေတော်ဆိုရွှေတော်တွေရတဲ့သူတွေကြတော့တောင်တော်ကဒုံဘုံတွေနဲ့အပြက်အပီးပိုင်ရှင်းတယ် ်တလောဟာလေးတွေကြတော့အဲ့ကြောင့်ဝင်မာဝင်မာဆိုဟိုကောင်းတွေပတ်စံရနေချမ်းသာနေမိသားစုလိုက်ကနိုင်ငံခြားရေးမှာတော့ငွေပို့ထားတယ်ဒါတချို့ဆိုလို့ချင်းသူကအလဲဝင်လိုက်မယ်သူတို့ပတ်စံတွေကဖြတ်နာပြီးသားအလဲဝင်ထောင်ကြသွားမယ်ကြကြင်မှာကြမယ်ကြသွားလဲပြန်သားမယ်သူကငွေကြီးနဲ့လိုက်ပြီးပြန်ထွက်လာအိမ်မှာတတရရစားလို့ရဒီတိုင်းဝင်ပြေးဘဝနဲ့တို့လည်းမနေဘူးနိုင်ငံခြားမှာလည်းဘယ်သူမှသွားပြီးရေရှင်းမနေနိုင်ဘူးဟုတ်တယ်မှာအချိန်တန်တို့ပြန်ဝင်လာဖို့အတွက်ရှိကြတာပဲ ဲ့တော့ဒီကလေးတွေကသေသွားကျိုးသွားပြတ်သွားဒါကဒါပဲတန်ကြီးဖြတ်သွားမှာဒီကလေးတွေတန်ကြီးပြီးအကျိုးပြတ်အသေးဒါပဲရှိမယ်တကယ်ချမ်းသာသွားတာဒီအပေါ်ပိုင်းမှာလှုပ်ရှားနေတဲ့ကြောင်းမြင့်ယတနာဒီအဲတွင်တွက်တည်ရန်သာသာရနေတဲ့သူတွေပြောအဓိကတော့နိုင်ငံရေးသမားနဲ့နိုင်ငံရေးလူပေါင်းဝနေတဲ့သူတွေပြီးတော့မှဒီအမာခံကောင်းတွေပဲ ဒါလိုမျိုးချမ်းသာသွားတကယ်ဒီကလေးတွေကတော့ဘာမှချမ်းသာကြလဲအကြောင်းမရှိလို့နိုင်ငံကြီးလည်းမသိတော်လန်ကြီးလည်းမသိပုံကန်ကြီးလည်းမသိခေါ်လို့သာပါဒါပြောဆိုလို့သာဒါပြောတာဖြစ်တယ်အဓိကချမ်းသာသွားတာငကြီးတို့လို့ထောက်ဖို့ဆိုတဲ့ကောင်းတယ်အဖွဲတွေအများကြီးပဲရတာ3သိန်းတည်းဗျာ3သိန်းဆိုတာအများကျွန်တော်မြို့မှာဟိုလမ်းဒိတ်ဒီနာသွားနေတာမှာပတ်သက်တစ်သိန်းနှစ်သိန်းကခဏလေးခုန်တာဟုတ်လားပါစံ3သိန်းလောက်ရတယ်ဆိုတော့ဒါဒါပြောနေကြပြောတာကိုကျွန်တော်တို့ဒါညီကောင်မလေးကြားပြီးသားပါဟုတ်လားအဲ့တော့ဒီကလေးကြီးရဲ့အသက်တွေက ဘသူတွေတတ်နေလဲဆိုလို့ရှိရင်ဒါအန်ယူဂျီတို့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာထားပြီးတော့ဒီကလေးတွေကိုအကုန်လုံးတတ်ပြန်တယ်ပြီးတော့တကယ်ချမ်းသာတော့တော့ဘယ်သူတွေရလဲအဲအပေါ်ပိုင်းခေါင်းတွေထောက်ဖို့သမားတွေတော်ကီတွေအာဂီတွေကအကုန်လုံးရပြီးအကုန်လုံးချမ်းသာအမေရိကန်တို့နိုင်ငံတကာကြီးမှာချမ်းသာနေရောဒီကလေးတွေတော်တိုင်းမှာချင်ကြိုက်ခံ လူကြိုက်ခံဒီလိုနေရတယ်မိကလေးဆိုလူပါကြိုက်ခံရသေးတယ် ဟုတ်လားဒါမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်ကအာပြောပြီးတယ်ဆိုတာအခုလို့ပြောတယ်ဆိုတာတူးသားတွေတူးသားတွေမရှိဘူးဒီကလေးတွေကိုချင့်မြန်တော့တယ်ဒီကလေးတွေကရိုးသားဖြူစင်တယ်ဆိုတော့ကျွန်တော်တို့တွေเนี่ยဟိုကိုနမတာချင်းကိုတာသမီးကိုညီကောင်မတော်တာချင်းလို့ကိုချင်းစာလို့ပြောတာဖြစ်ပါတယ်အဲဒီကလေးတွေ PDF ညီငယ်ညီမငယ်လေးလည်းအလင်းဝင်ကြဖို့လည်းကိုပိုင်ကတိုက်တွန်းနေပါတယ်အခုမြို့တွေမှာရှိနေတဲ့ညီကောင်မတော်တွေလည်းပဲ အဲအကြံဖတ်တွေကိုအားပေးတာကိုတော့ရက်တန်းဖို့လိုတယ် LED ကိုအားပေးတာမပေးတာကိုကျွန်တော်မပြောဘူးပြီးခိုင်ရိုးဝဲပြီးပြီ LED ပဲဖြစ်ကိုကြိုက်တဲ့သူအားပေးကိုစိတ်တန်ရစိတ်တန်ရလုံးကြပါဒါကိုတော့ကျွန်တော်တို့ကအာဟိုပြောစရာအကြောင်းမရှိပါဘူးဒါမှအကြံဖတ်ကိုတော့အားမပေးပါနဲ့အကြံဖတ်လှုပ်ဆောင်မှုတွေတိုင်းဟိုမှာအာကိုနဲ့မိသားစုညီကောင်မလေးရှိလို့ရှင်လို့ရှင်ရှင်ဒါအဲ့တေးကြနားလဲအောင်ဆုံးမပြောဆိုပြီးလို့ရှိရင်မိမိတို့ပေးဆက်လိုက်မယ်အချိန်နဲ့ဘဝကတက်ကိုတံမိုးထားစေခြင်းနဲ့ မမီတို့ပေးဆက်လိုက်ရအချိန်နဲ့ဘဝတွေကိုတံမိုးမထားဘဲနဲ့ဒီလိုမျိုးဗယံမလာလုံးလိုက်မှဆိုရင်တက်တက်လုံးကကိုကထောင်ထဲမှာနေပြီးဘဝတက်တက်လုံးပြတ်သွားမှာဖြစ်တယ်အဲ့ဒီဘဝပြတ်သွားရင်ဘယ်သူတွေချမ်းသာမလဲဆိုရင်သူတို့ကိုမတောက်တခေါက်တော့မဟုတ်တခေါက်တော့ပတ်စံပေးနေတဲ့အဲနည်းနည်းအတူထောင်လောက်ပေးနေတဲ့သူတွေချမ်းသာသွားကြပါလိမ့်မယ်ဒါလေးကိုပိုင်ရက်ကိုမိမောင်းထိုးပြရင်လည်းကျွန်တော်ညီကောင်မလေးအားလုံးလိုတာပြေးကြပါစေဗျာတိုင်းကြီးကို ဟိုတည်ငြိမ်အေးချမ်းအောင်နဲ့နိုင်ငံတော်ရေးဖွံ့ဖြိုးတိုးတက်အောင်သာလှုပ်ဆောင်ပေးကြပါပါတီတွေနိုင်ငံရေးအစွဲတွေဟာတိုင်းပြည်ကိုဖျက်ဆီးတာပဲဖြစ်ပါတယ်ဘယ်ပါတီပဲဖြစ်ကောင်းလုံးမဲ့ပါတီဆိုလို့ရှိရင်တော့ဝိုင်းဝန်းကူညီပံ့ပိုးပေးပါသို့တော်လည်းပဲအဲအမားယွင်းနေဆိုတာလူတိုင်းမှာရှိတတ်တဲ့အတွက်တယောက်နဲ့တယောက်လည်းနားလည်းခွင့်လွှတ်ပေးကြပါလို့ပြောရင်းအားလုံးလို့တာပြည့်ပါစေကြောင်းဆုမွန်တောင်းလိုက်ပါတယ်ဗျာဟိုဒီနေ့ကဒီဇမလ6ရက်နေ့ဖြစ်ပါတယ်ပြည်ကြီးတစ်ခုလေးပေါ့နော်ဒါထောက်ပြတာလေးပေါ့နော်ဘာလဲဆိုတော့ မန္တလေးမှာ၄ရက်နေ့ကဈေးကြိုနေ့မှာအဲတေဇာဆန်းတဲ့အဖွဲ့ရဲ့နောက်စကိုင်းပြီးခေါင်းဆောင်တွေရဲ့လာပြီးတော့ဘယ်လိုပြောမလဲအတန်တိတ်တပုတ်လှုပ်ဖို့စော်ဩတယ်ပေါ့နော်နှိုးစော်တယ်ပေါ့အဲ့နှိုးစော်မှုလှုပ်တဲ့အချိန်မှာဒီမန္တလေးမြို့ဒီလက်ရှိဈေးကြိုနီးနားမှာရှိတဲ့တချို့တချို့တော့ပြည်သူတွေပေါ့နော်တချို့တွေကတော့ဒါမှတ်ပါတယ်ရှေ့မျက်နှာစာတက်တက်ဆိုတော့ဒါကြောက်ပြီးတော့သတင်းမပိုးမိတာရှိတယ်ပေါ့ အဲတရင်သူတို့ထွက်သွားရောတရင်ပါလို့မပေးကြတာလေအမှန်တကယ်ဆိုရင်ဒီအုပ်စုကိုမိလိုက်လို့ရှိလို့ရှင်လေမြန်မာနိုင်ငံတချို့တချို့တော့တော်တော်အေးချမ်းသွားမယ်လို့ထင်ရတာပေါ့အမှန်တကယ်ကမိရမှာပေါ့နော်နောက်တစ်ခုပြောချင်တာကမန္တလေးမြို့နဲ့မြို့နေမြို့နေဂိတ်တွေဂိတ်တွေမှာစောင့်နေမော်တော်ပီကယ်တွေအဆောင်ချက်တွေကိုတခုပြောချင်တာကကားမှန်တွေကိုချပြီးစစ်ဆေးနေတယ် เนาะဆစ်ဆဲစေခြင်းတယ်အခုဒီတေစာဆန်းတို့အဖွဲ့ရဲ့ဒီ NUG ထောက်ပို့အဖွဲ့တွေဟာဘလို့သွားလာလှုပ်ရှားနေရဲဆိုတော့ကားမှန်အနက်တွေနဲ့သွားလာလှုပ်ရှားနေတာပေါ်ပေါ်တင်နေမဲ့လှုပ်ရှားနေတာမြို့ထဲကိုအချင်းမျိုးဝင်လာတယ်သူတို့ဒီအတန်တိတ်တပွဲတပိတ်လုတ်ဖို့စော်အော်ရယ်ပေါ့နော်အဲ့တော့ဒီအချက်ဒီမှာကြည်ချင်းအဖြစ်ဒီကောင်လေးလွတ်သွားခြင်းအဖြစ်ဖရဲသီးတွေပါနေတာလားဒါမှမဟုတ်ဘယ်လိုတွေပြောရမှန်းတော့မသိကိုယ်နိုင်ငံကိုယ်မျိုးကိုယ်ရွာဘူး ကာကွယ်ကြပါကိုနိုင်ငံကိုမျိုးကိုရမပြည့်စည်ဘူးကမိမိတို့မှာတာဝန်အများကြီးရှိတယ်အဲ့တော့အချိန်မီသတင်းပေးဖို့နိုင်ဖို့လိုအပ်တယ်လို့ပြောချင်တာပေါ့နော်ပြစ်ပြောတာမဟုတ်ပါဘူးတချို့တချို့သောအရာတွေကလည်းကြောက်လန့်ပြီးတော့သတင်းမပေးမိတာတွေလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်အဲ့တော့အဲတချို့ဒီ law law media တွေကတော့ဗာလဲဆိုတော့တို့မြန်မာတက်မတော်နဲ့ပြူအဖွဲ့တွေကတော့ဒါဆိုင်တွေရိုက်ချိုးသိနေနေဟိုသိနေနေဖြတ်စည်းသွားတယ်ဆိုတော့လော်ထားတာပေါ့အဲ့ဒါက ဒီနေရာမှာသူသူကိုကိုပဲဖြစ်ကိုဆိုလဲစိတ်ဆိုးစိတ်တူစိတ်ဆိုးပြီးလို့ဖြစ်လုံးမိသွားတဲ့အရာပေါ့နော်ပျက်စီးရပျက်စီးချောင်းအနေနဲ့လောက်တာတော့မဟုတ်ဘူးအဲ့တော့ဟိုပြောချင်တာကအဲဘယ်လိုပြောမလဲနီးစက်ရနီးစက်ရလေးနဲ့သတင်းပေးဖို့သတင်းပေးဖို့ဆိုလို့ရှိရင်လည်းမသိအောင်လည်းသတင်းပို့ဖို့ရပေးဖို့ကျွန်တော်ဒလန်ဆိုပြီးတော့ဟိုဖြစ်ခံနေရအောင်မယ်နော်နားလေနားပပလက်လက်လေးနဲ့လှူရှားဖို့ပြောချင်တာပါနော်အဲ့တော့ပြောချင်တာကဒီ မတော်ပြကယ်တွေမီးပွိုင်းတွေမီးပွိုင်းတွေနောက်ပြီးတော့အဆောင်တွေအဆောင်တွေဂိတ်ဆောင်တွေမှာလည်းမှန်အနက်တွေကိုချပြီးစစ်ဆေးစေခြင်းတယ်။ကားမှန်အနက်တွေနဲ့မှန်အမဲတွေနဲ့ဆိုလို့ရှိလို့ရှင်တချို့ကမစင်ရဲတော့ဘူးအကောင်ရဲ့ဘာလို့လို့ညာလို့လို့ဒီနေရာမှာတာဝန်ရစစ်ဆေးခြင်းကိုလူတိုင်းကြည့်ပြီးဆိုတာခံယူပေးရမယ်ဖြစ်တဲ့အတွက်ကြောင့်အထက်ပဲဖြစ်ဖြစ်အောက်ပဲဖြစ်ဖြစ်ကြည့်ပြီးဆိုတာခံယူစေခြင်းတယ်လို့ပြောခြင်းတယ်ဒါမှလည်းနိုင်ငံတော်ကြီးအေးချမ်းမယ်နော်ဒီလိုတွေနဲ့ထောက်ဖို့အန်ယူဂျီထောက်ဖို့တွေကဒီလိုတွေထောက်ဖို့တွေလှုပ်ရှားပြီးတော့သွာလာနေတယ်ဆိုတဲ့အကြောင်းလေးကိုဒါထောက်ပြခြင်းဖြစ်ပါတယ်ဒါက အပြည်သူတရက်အနေနဲ့ပြည်သူတယောက်အနေနဲ့ကောင်းသောထောက်ပြခြင်းပါတော့အဲ့တော့မှန်အနက်တွေနဲ့မှန်ချပြီးတရားစစ်ဆေးစေခြင်းနဲ့မျိုးရင်းမျိုးပြင်ဝင်ရောက်လာတာတွေမှန်သမျှကိုပေါ့နော်အဲ့တော့ဒီနားမှာရှိတဲ့ဟာတွေကတော့တရားစစ်စစ်ပေါ်တော့လိုအပ်နေပြီလို့ထင်ပါတယ်ပေါ့ fighting မှာမြန်မာတမတော်ကြီးမအားဘူးရှင်